မှန်နဲ့ပွင့်လင်းပြောပြရရင်ဗျာကျွန်တော်ကအဲ့လိုပေါ့ပြပြအနုပညာတွေကိုကျွန်တော်သိမကြိုက်ဘူးအဲ့လိုတချို့ကြတော့တရုပ်ဆောင်တာနဲ့တဘာဝနဲ့တဘာဝနဲ့တရုပ်ဆောင်တာနဲ့ကိုယ်ရတယ်ခမဒါလေးလာကျင်နေသိပါတယ်ကျွန်တော်လည်းအခုအများကြီးလေးလာနေရတာပဲကိုယ်တတိတက်တဲ့သူရှိရလေးလာတယ်မတိမတက်တဲ့သူရှိရလည်းလေးလာတယ်ဘာဖြစ်လဲတိတာတတ်တာတိတာတက်တဲ့သူရှိရလေးလာနေတိတာတတ်တာပဲသိနေမှာပေါ့ဟိုမကောင်းတဲ့အရာတွေကိုလေးလာမှမကောင်းတဲ့အရာဆိုလည်းကိုသိရမှာလေး ဒါပေမဲ့လိလာယုံမဲ့တော့မကောင်းတဲ့အရာဆိုတာအတွက်လိလာယုံမဲ့စမ်းတတ်ဖို့မလိုဒီကားလေးထဲမှာမမီတက်ကအဲပေါ့နော်ဘီလိန်နက္ခရောနေရာနေတိုးဆောင်တာပါဗန်ပေါ့ဟာတာနဲ့ဗန်နဲ့တွေ့တာဟုတ်တယ် အဲကျွန်တော်ကကျတော့ဒီဘာတော့ပညာပေးတို့ဟာတာတို့ပြီးတော့ဒရမာတို့ပဲရိုက်တာကျွန်တော်ဗန်နေရာတိတ်မရဘူးပေါ့ဒါတိကလည်းဗန်ဆိုရင်ပဲဟိုလုံးလုံးကြီးပြိတ္တအရန်မုန်းနိုင်မယ်ဗန်ပုံစံမဟုတ်ပဲနဲ့ဒီတူဦးတယောက်ထဲဦးပဲနဲ့တိုက်ခိုက်နေတဲ့ဗန်ပေါ့အဲ့ဒီထဲမှာဟုတ်ဒီမှာဟာတာလေးနဲ့ရောရှက်ထားပါတယ်အမှတ်မှတ်ရဆိုရှင် ီထဲမှာကိုရဲလေးမနဲ့စုံတဲ့ခန်းလေးသူနဲ့ရံဖြစ်တဲ့ခန်းဆိုလို့ရှိရင်ဟဲ့ကောင်မညီပါးစံညီအဲနေတိတ်လိုက်စမ်းဆိုအဲတော့မတိတ်နိုင်ဘူးပါတယ်မလဲကောင်မရုပ်ကမွေးငါပါကြုံနေတော့ညီမွေးငါတော့ရောင်းဆိုပြီးအဲအဲ့လိုပုံစံပေါ့သူအဲ့လိုလေးလေးအဲ့လိုတဲနေနေပေါ့ဟိုဟာတာလေးပြောထားတယ်ဟဲ့ဟဲ့ညီကဘာလို့ရှင်နေပတ်တာလဲဟမ်အော် ညီရနတ်ဝင်နေလဲပြောသေးတယ်ရေနဲ့ပတ်လာကျတော့တိရပါလေငါလေညီရကနာပွဲမှာနတ်မဝင်မဲနဲ့ဝင်းချင်းရံသွားဆောင်လိုက်လို့လားမသိပါဘူးအေးအဲ့ဒါအဲ့ရလဲထောင်ငါစက်ကြီးကပြန်တက်လို့မရဘူးအဲ့ဒါအုံးလွဲ့တာလားဇက်အကျော်တက်တာလားဘာဖြစ်တာမှမသိလို့ဟဲငါ့ကိုကယ်ပါဦးနော်ညီရလဲလေပတ်စံတွေအများကြီးရတဲ့နေရာမှာငါ့ကိုဒီလောက်ပဲပေးလားဟမ်ဘာလဲငါနှစ်သိန်းနဲ့တန်လာလားအောင်တော်တရှိမငါ့ကိုစော်ကားလိုက်တာငါ့ကိုစော်ကားနေမကောင်ငါ့ပညာပါတာတတ်တ်စော်ကားတာငါ့ကျွေးကိုဒီလိုဒီလိုမလုပ်လို့ငါ့ဒီလိုချမလားဟမ်ဘလို့မှမကျင်နဲ့နိုင်ငါ့တတ်တ်အဆက်ခွဲတာ လောက်ထောင်းပါအေးညီတို့ရဲ့ပိုင်ရက်တဲ့ကိုရောက်လာတော့ညီတို့ခွင်းမောင်းလို့မောင်းထုတ်လဲငါထမှာဩနဲ့နဲ့နဲ့ကောင်မလဲစွာလုံမလုံးချနေအရင်ကအဲ့ဒီမှာနဲ့နဲ့ကမလဲစားနေဆိုတာကတော့အကိုကဘာရရင် net တွေဘာလုပ်ပေးမယ်ပြောပြီးတော့ပြက်ကွက်နေတဲ့အရာမျိုးတွေဒါမျိုးလေးတွေကိုတတိအတိပေးတဲ့ကားလေးပေါ့ဒါတွေကိုယုံကြည်ရမယ်လုံးလုံးကိုကိုယ်ရမယ်ဆိုတဲ့ပုံစံပြထားတာမဟုတ်ဘူး ဒါမျိုးကိုယုံကြည်တဲ့သူတွေဒီလိုမျိုးလေးတွေပေါ်ဆနေတာတွေရှိသလားအဲအဲ့လိုမျိုးနဲ့သတိပေးရကမျိုးလေးပေါ့ဟုတ်အဓိကကျွန်တော်ဘာစူးစမ်းနေွယ်လို့ရပရိုဂျူဆာတွေနော်လုပ်ငန်းရှင်တွေမာမီတက်ကိုယုံယုံကြည်ကြည်နဲ့ဥမာပေါ်စကားတွေအပ်တာပဲဖြစ်ဖြစ်ဇာတ်လမ်းတွေအပ်တာဖြစ်ဖြစ်ကျွန်တော်ခေါင်းဆောင်ခေါ်ရိုက်တာပဲဖြစ်ဖြစ်တရောက်တနေရဇပုနေရကျွန်တော်ခေါ်ရိုက်တာပဲဖြစ်ဖြစ်သူတို့ခေါ်လာမဲ့နေ့ကိုကျွန်တော်ကထိုင်ဆောင်နေရမှာမဟုတ်ဘူးသူတို့မျက်လုံးထဲမှာကျွန်တော်ရဲ့စူးစမ်းခြင်းနဲ့အမှုပညာတွေကိုသူတို့ရဲ့ရင်ထဲမျက်လုံးထဲရအောင်ကျွန်တော်ကစူးစမ်းပြရမှာ ျွန်တော်အကျိုးစားမှုပဲအဓိကအဲ့တော့ကျွန်တော်စူးစမ်းနေရယ်ဇာလန်တိုင်းကိုကျွန်တော်အခုကျွန်တော်ဇာလန်တိုင်းကျွန်တော်ကိုယ်တိုင်ရေးတာပြီးတော့နောက်တစ်ခုကကျတော့အမှန်တမ်းပွင့်လင်းပြောပြရရင်ဗျာကျွန်တော်ကအဲ့လိုပေါ့ပြပြအနုပညာတွေကိုကျွန်တော်မသိမကြိုက်ဘူးအဲ့လိုတချို့ကျတော့တရုပ်ဆောင်တာနဲ့တဘာဝနဲ့တဘာဝနဲ့တရုပ်ဆောင်တာနဲ့ကိုယ်ရတယ်ခမရဒါလေးလာခြင်းနဲ့သိပါတယ်ကျွန်တော်လည်းအခုအများကြီးလေးလာနေရတာပဲကိုယ်တတိတက်တဲ့သူတွေရှိရလေးလာတယ်မသိမတက်တဲ့သူရှိရလည်းလေးလာတယ်ဘာလို့တိတာတတ်တာတိတာတက်တဲ့သူတွေရှိရလေးလာနေတိတာတက်တာပဲသိနေမှာပေါ့ ဟိုမကောင်းတဲ့အရာတွေကိုလေ့လာမှမကောင်းတဲ့အရာဆိုလဲကိုသိရမှာလေဒါပေမဲ့လေ့လာရုံမဲ့တော့မကောင်းတဲ့အရာဆိုတာတော့လေ့လာရုံပဲစမ်းသပ်ဖို့မလိုဘူးဒါကွဲပြားတယ်နော်တကယ်ကောင်းတဲ့အရာကိုလေ့လာပြီးစမ်းသပ်မကောင်းတဲ့အရာကျတော့လေ့ပဲလေ့လာမစမ်းသပ်နဲ့ဟဲအဲ့လိုလေးတွေကွဲပြားနိုင်ဖို့လိုတယ်မကွဲပြားနိုင်တော့မကောင်းတဲ့အရာလဲလုံးမိသွားရင်ဒီဘက်မှာမကောင်းတဲ့အရာသာကြီးတွေ့ဝင်ဖို့လိုလို့မလဲအဲဒီသဘောလေးပေါ့ဟုတ်လောကမှာလူတိုင်းအမှားမကင်းဘူးဆိုတဲ့စကားရှိတယ်။အဲ့တော့ကြောင့်မလို့ကျွန်တော်တို့လည်းအမှားမကင်းနိုင်ဘူး။ဘယ်သူမှအမှားမကင်းနိုင်ဘူး။တို့တော့ မှားတဲ့နဲ့အမှားဖြစ်ရမယ်မမှားတဲ့နဲ့အမှောင်တမင်ရက်ဆက်မှားရင်တော့ဒါကအမှားနဲ့မတူတော့ဘူးအမှားမှတိလျက်နဲ့တမင်တတ်တတ်ကိုရုပ်မှပြီးလုတ်တဲ့အလုပ်တစ်ခုလို့သွားမြင်ရမှာပေါ့အဲ့တော့အမှားတော့ကျွန်တော်လည်းရှိပါတယ်လူတိုင်းရှိပါတယ်ဒါကြောင့်အမှားကိုကျွန်တော်နေပြီးတော့အမှန်များအောင်ပဲလုပ်နေရတာပါအမှားကင်းတယ်ဆိုတော့ရှားပါတယ်အဲပေါ့ပြောမယ်ဆိုရင်အမှားရယ်ကျွန်တော်ပြပြမယ်ဗျဥမာပေါ့မြေချောင်းသုံးမို့ပေါ့ပင်လေထဲမှာကျွန်တော်ကျွန်တော်မှလှေရှိတယ်နဲ့တက်ရှိတယ်ဒါမှကျွန်တော်လှော့နေတယ်မရက်တော့မရောက်ကျွန်တော်လှော့နေတယ် ဒါပေမဲ့ကျွန်တော်သွားကျင်တဲ့ပန်းတိုင်ကကျတော့ဝေးတယ်။ဟာကိုကကျတော့နင်းနီးလေးလိုချင်တာမို့အောင်မြင်မှုကြီးကြီးမားမားနဲ့အမြင့်ဆုံးကိုသွားကျင်တာဆိုတော့သွားကျင်တဲ့ပန်းတိုင်ဝေးတယ်။ကို့မဲ့လှိနေတက်နေရှိတယ်လှော်နေတယ်။ဒါပေမဲ့အဲ့လှိနေတက်နေလှော်မဲ့နေရမှာကျွန်တော်တို့ပန်းကားနဲ့စက်တက်ပေးလိုက်ရင်တော့ပုံမမြန်ပါဘူးလား။ဒီလေကပန်းတိုင်မမြန်မရောက်သွားနိုင်ဘူးလား။ရောက်သွားနိုင်တာပေါ့။ဒီကကို့မဲ့လှော်ကျင်နေတဲ့စိတ်ကိုလည်းဆက်မောင်းတက်တယ်လေ။ပန်းကားလည်းကန်တက်တယ်ဆက်လည်းမောင်းတက်တယ်။ဒါပေမဲ့ကို့ယုံကြည်နေဒီပန်းကားနဲ့ဆက်နေပေးမဲ့သူမရှိဘူး။ ို့မဲ့ကိုကိုလင်းနဲ့ကိုတက်နဲ့ပဲလှော်နေရတာဒီသဘောပဲအနုပညာမှာလည်းကိုကိုကိုမှကိုအနုပညာကိုစူးစမ်းနေပေမဲ့ကိုရေယုံကြည်ကြည်နဲ့ရော့မင်းအဲမင်းရဲ့အနုပညာကိုယုံကြည်တယ်ဆိုမင်းငါ့ကိုဘာပြန်ဖြစ်အောင်မင်းလုပ်ပေးဆိုပြီးတော့ကိုကိုအဲ့လိုမျိုးပုံအောပြီးယုံကြည်ပေးနိုင်ပေသူမရှိဘူးမရှိသေးတဲ့အခါမှာအဲ့တော့စိတ်တက်ကြပြီးထိုင်နေလို့မရအောင်ငါစူးစမ်းရမှာဒါမဲ့ကိုကိုကကိုပဲပန်ငါဝန်တန်းသူစောက်ဝန်တန်းသူဖြစ်အောင်ကျွန်တော်စူးစမ်းတယ်ငါဘယ်လိုလာပြီးမဲဆိုတော့ကျွန်တော်မကြည့်ဘူးကျွန်တော်စူးစမ်းအဲ့ကြောင့်မလို့ လိုချင်တဲ့နေရာကိုရောက်ဖို့ရအတွက်ကကျွန်တော်အမေပြောခဲ့တဲ့အခြေအလို့ပဲအရင်လိုရင်လမ်းအိုလိုင်းကသာတဲ့ဖြက်လမ်းမလိုက်နေတဲ့ဖြက်လမ်းဆိုတာတကယ်တော့ပြတ်တဲ့လမ်းဖြစ်သွားလေဟာတော့ဖြက်လမ်းမလိုက်ကဘူးတဲ့လမ်းအိုလိုက်ဆိုကျွန်တော်အရင်လိုရင်လမ်းအိုပဲလိုက်တယ်တော်သူအသက်ကြီးလာမှပဲဟောဟုံးထားပြီးပြိတပ်ပူအာပိအာပိလက်ခံလက်ခံအောင်မြင်အောင်မြင်ကျွန်တော်တော့ဟိုပန်းနိုင်ဝင်တဲ့လက်တကောင်လိုပဲဖြစ်ရမှာပေါ့အမြန်ပြေးပြီးတော့ပန်းနိုင်မရောက်တဲ့ယုံလိုတော့အဖြစ်မခံဘူးပေါ့ဟုတ်အဲ့ဒီတည်းမှာကျွန်တော်မသွားဘူးလေ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမေကျွန်တော်ဆရာသမားပြောခဲ့တယ်မင်းကောက်ယုံမှုဖြစ်ကံမလား။ကောက်ယုံမှုဖြစ်မလားမိသွေးမှုဖြစ်မလားရှင်းတယ်။ကောက်ယုံမှုရောက်ဟုန်းနဲ့တောက်ဟုန်းနဲ့ပြကြပြီးသွားပြီ။မိသွေးမှုဆိုတာတမိမိနဲ့ရဲပြီးလောင်ကျောနေတာ။အဲ့တော့အဲ့ဒီကြောင့်ပဲသွားရမှာပေါ့။နော်အဲ့တော့ကျွန်တော်ကကြတော့စူးစမ်းလို့မမိတက်ဖြစ်လာတာကံကောင်းလို့မဟုတ်ဘူး။ကျွန်တော်ကနေ့တင်ဒီကံမကောင်းကံယုံပြီးကျွန်တော်ဘာမှကျွန်တော်မမျော်လင့်ဘူးတကယ်ပြောတာမဲပဲနဲ့နဲ့ဘာပဲမမဲကျွန်တော်ဘာမှမပေါ့ဘူးအဲ့ကံကိုမယုံကျွန်တော်ကံကြောင့်ဖြစ်လာတာမဟုတ်စူးစမ်းလို့ပြိတ္တာအားပေးလို့ စ조사တဲ့ပြိတ္တအာပိတာရဲ့အပေါင်းဆက်ပြီးတော့မှဖြစ်လာတာကံကံကောင်းဖြစ်လာတာလို့တော့မသိဘူးဒါပေမဲ့တိုးတော့ကံရလို့တော့ကံလည်းသမီးလို့တော့မရဘူးပေါ့ကံရထောက်ပံ့မှုလည်းအနေနဲ့အများတော့ပါတာပေါ့ဒါပေမဲ့အရင်ကြီးကံကောင်းလို့ဖြစ်လာတာမဟုတ်ဘူးဒီသဘောပါနည်းနည်းငါကဇလန်တွဲလိရတော့ application မှာပြမယ်လို့တော့ပြောတယ်ခင်ဗျာเนาะနောက်တစ်ခုကကြတော့တိတ်မှာပြမယ်လို့လည်းပြောတယ်နောက်တစ်ခုကကြတော့အဲကိုခွန်တာကျူရဲ့ YouTube မှာလည်းပြမယ်လို့ပြောပါတယ်ကဲဘယ်ကနေပဲပြပြအားပေးပါအောင်တတန်းပြီလုံးရှိတဲ့ပြည်သက်ကြီးအားလုံးပဲနည်းနည်းငါမလက်စားရင်ဆိုတဲ့ဇလန်တွဲကြီးစတင်ပြသပါတော့မယ်ခင်ဗျာ